မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့မြောက်ဘက်မှာရှိတဲ့စစ်ကောင်စီရဲ့ Hori Tula Yua တပ်စခန်းနဲ့တောင်ဘက်မှာရှိတဲ့မောင်နေရွာရဲစခန်း၃မိုင်တပ်စခန်းတို့ကိုအရခတ်တပ်တော် AA ကသိမ်းပိုက်လိုက်ပြီးတော့လက်ရှိမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မောင်တော်မြို့အနီးအနားကစစ်ကောင်စီရဲ့တပ်စခန်းများနဲ့ဌာနချုပ်တချို့ကိုသိမ်းပိုက်လိုက်ပြီးတဲ့နောက်မောင်တော်မြို့သိမ်းတိုက်ပွဲကို ဩဂတ်လ၄ရက်နေ့မှာအေကစတင်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ၄ရက်နေ့မှာပဲမောင်နေရွာရဲစခန်းကိုတင်ပိုင်နိုင်ခဲ့ကဩဂတ်လ၆ရက်နေ့မှာဟော်ရီတူလာတပ်စခန်းနဲ့ဩဂတ်လ၉ရက်နေ့မှာမောင်တော်သုံးပိုင်တပ်စခန်းတို့ကိုအပိသက်တင်ပိုင်နိုင်ခဲ့တယ်လို့အေကပြောဆိုထားပါတယ်။မောင်တော်မျိုးကိုနေရအနှက်ကနေဝင်းရပိတ်ဆို့ပြီးမျိုးရင်းထိုးစစ်ဆင်တက်ခိုက်မှုအားအေကအရှိန်ဟုန်မြင့်ပြီးတော့ပြုလုပ်ခဲ့တဲ့အတွက်ကြောင့်ဩဂတ်လ၄ရက်နေ့ကနေစပြီးမျိုးရင်းတိုက်ပွဲများဟာပုံမပြင်းထန်လာတယ်လို့သိရပါတယ်။အာနာသိန်းစစ်ကောင်စီကမောင်တော်မျိုးကိုမကြစေရေးအတွက် ကြီးရည်လေးသုံးခုစလုံးနဲ့တင်းတင်းထန်ထန်ခုခံနေတဲ့အပြင် မောင်တော်မျိုးတွေမှာရက်ကွက်အလိုက်အစစ်စစ်ခံစစ်ပြင်းစင်ကအေအေးရထိုးစစ်ကိုတိုက်ခိုက်နေတယ်လို့သိရပါတယ်မောင်တော်မျိုးတွေကရက်ကွက်၁ရက်ကွက်၂ရက်ကွက်၃ရက်ကွက်၄နဲ့ကညင်တန်းရက်ကွက်တို့ကစည်ရေးအရာရေးပါပြီးတော့အချက်ချာကြတဲ့အထက်မြင့်အဆောက်အုံများတိုက်တာအိုးအိမ်များစာတင်ကြောင်းများအပါအဝင်အခြားသောနေရာများစစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်စခန်းများအဖြစ်နဲ့အသုံးပြုပြီးတော့ ခုခံစစ်ကိုစင်နွေးလျက်ရှိတယ်လို့အေကပြောဆိုထားပါတယ်။မောင်တော်မျိုးတွေကစစ်ကောင်စီရဲ့တပ်ဆက်ခန်းများကိုတခုပြီးတခုလိုက်လံရှင်းလင်းနေတဲ့အချိန်ဩဂတ်လ15ရက်နေ့ညနေကအမတ်နေရက်ကအထက်ကနှစ်ကြောင်းအနီးလူနေအိမ်မှာစခန်းချထားတဲ့စစ်ကောင်စီတင်တန်းစဲမွတ်စလင်လက်နက်ကိုင်အဖွဲ့ဝင်များနဲ့အေအေတို့ကြားမှာမိနစ်40ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနှစ်ဖက်ပြစ်ခတ်မှုတိုက်ပွဲကြောင့်မွတ်စလင်လက်နက်ကိုင်တပ်ဆွဲနေရာယူခဲ့တဲ့လူနေအိမ်ဟာ ပြက်စီးသွားပြီးတော့မွတ်စလင်လက်နက်ကိုင်များကလည်းမထွက်ပြေးမီအဲ့ဒီအိမ်ကိုမိရှို့သွားတယ်လို့အေအေကထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆလပီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဒီပဲရင်မျိုးနယ်မျိုးနယ်တစ်ခုလုံးကိုတော်လိုက်တက်များကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်များကလေကြောင်းကနေတိုက်ခိုက်ခြင်းရဟတ်ရင်များနဲ့စစ်ကူများကိုချပေးခြင်းတို့ကြောင့်ဒီပဲရင်မျိုးပေါ်ကတော်လိုက်တက်များပြန်လည်ဆုတ်ခွာသွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ16ရက်နေ့မနက်ပိုင်းမှာဒီပဲရင်မျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်များကိုတော်လိုက်တက်များကတိုက်ခိုက်ပြီးတဲ့နောက်မျိုးပေါ်မှာရှိတဲ့ရဲစခန်းတရားရုံးထွေအုံရုံးအပါအဝင်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာများအလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်ကောင်စီတပ်များကတော့ ောက်ဆိုးသလိုလေးချောင်းကနေတိုက်ခတ်ခြင်းစိတ်ရဟရင်များနဲ့ပြစ်ခတ်ခြင်းစိတ်ကူများကို MI70 ရဟရင်များနဲ့တောက်လျှောက်ချပေးလာတယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ကောင်စီဆက်ကြောင်းများဟာဒီဘေးရင်မြို့ပေါ်ကိုပြန်လည်ဥတီလာပြီးတော့တော်လိုင်းတပ်များနဲ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးမှာတော်လိုင်းတပ်များကမြို့ပေါ်ကနေပြန်လည်ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ MI35 ရဟတ်ရင်တွေနဲ့တောက်လျှောက်ကိုပြစ်နေတာ။နောက်ပြီးတော့အောင်ချမ်းသာရွာနာမှာစစ်ရဟတ်ရင်တွေနဲ့စစ်သားတွေကိုအခောက်အခါခါချလာတယ်။ အဲ့ဒီကနေပြီးတော့မြို့ထဲကိုပြန်တက်လာတာမနေ့ကညပိုင်းမှာတိုက်ပွဲတွေပြင်းထန်တယ်အခုတော့ကျွန်တော်တို့တွေမြို့ပေါ်ကနေခဏပြန်ဆုတ်ပေးထားတယ်ပတ်ပတ်လည်မှာတော့ကျွန်တော်တို့တွေဝိုင်းလာခဲ့ပါပဲမြို့ပေါ်စခန်းနေနဲ့ရုံးတွေကနေပြီးတော့ခဏဆုတ်ခွာထားတာပါလို့တော်လိုင်းရေးတရင်အင်းမြစ်ကပြောဆိုထားပါတယ်ဒီပဲရင်မြို့သိမ်းတိုက်ပွဲမှာအမတ်တက်စစ်တွေကရွှေဘိုခရိုင်ကိုကဲရဲ့အဖွဲ့ရဲ့ကိုကဲမှုရွှေဘိုခရိုင်အတွင်းမှာရှိတဲ့တိုင်ရင်များရွှေဘိုခရိုင်ပကဖဒီပဲရင်မြို့နယ်ပကဖဘူးတလင်မြို့နယ်ပကဖအပါဝင်ပူးပေါင်းတပ်များပါဝင်တယ်လို့သိရပါတယ် ရေဦးမျိုးကနေထွက်လာတဲ့စစ်ကောင်စီစစ်ကူစစ်ကြောင်းကိုရေဦးဒီပဲရဲ့ပကဖတပ်ဖွဲ့ဝင်များကဖိအောင်စွာတားဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်စစ်ကောင်စီတပ်ဘက်ကအလံဖြူထောင်းလက်နက်ချပူးပေါင်းလာသူစုစုပေါင်း123ဦးရှိပြီးတော့ပြူစောတိနှောက်ဦးနန်းစီဒီယံဝန်ထမ်း42ဦးနန်းစီဒီယံဝန်ထမ်းမိသားစုဝင်80ဦးရှိပြီးအားလုံးကိုကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်ငန်းမြကြီးကျေးပါရဲစခန်းကိုပြည်သူ့ကာကွယ်တပ် PDF များက ိမ့်ပိုက်ထားပြီးတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဩဂတ်လ16ရက်နေ့မနက်ကစတင်ပြီးတော့ငန်းဆောင်မြို့နယ်ငန်းမြာကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ရဲစခန်းဟာ PDF ပူပေါင်းတပ်ဖွဲ့များကတိမ့်ပိုက်ထားပြီးတော့စစ်တုံးမှန်တချို့ကိုဖမ်းဆီးရရှိထားကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောဆိုထားပါတယ်စခန်းကတော့တိမ့်ထားလိုက်ပြီးတိုက်ပွဲကပြင်းထန်နေစေမို့လို့အတိအကျတင်လို့မရသေးတာပါလို့ငန်းဆောင်မြို့နယ်ပကဖရဲ့ဘန်နာရှာဖွေးတောင်ကဟရုနာကာဂျီမာကပြောဆိုထားပါတယ် စစ်ကောင်စီကလေရင်နဲ့၄ချိန်တိုင်တိုင်ဘုံကျဲခဲ့ပြီးတော့စီမီကုံမြို့ကစစ်ကောင်စီတပ်ကလည်းလက်နက်ကြီးများနဲ့ပစ်ကူပေးခဲ့ကြောင်းငန်းစုံတရင်စုံကဖော်ပြထားပါတယ်။ငန်းမြကိုထိန်းထားလိုက်ပါပြီ။အသေးစိတ်အချက်လက်ကိုတော့မကြမီစောင့်မျှော်ပေးကြပါခင်ဗျ။တိုက်ပွဲပြင်းထန်နေတဲ့အတွက်ပြည်သူတွေအထုကယူစိုက်ပေးကြပါလို့ငန်းစုံမြို့နယ်ပကဖကအသိပေးထားပါတယ်။ဒါအပြင်စစ်ကောင်စီတပ်နဲ့ရဲများ၊နန်းစီဒီအမ်များ၊ပြူစောထီးများကလည်းအ мян ဆုံးအလင်းဝင်ပူးပေါင်းကြရန်ငန်းစုံပကဖကတိုက်တွန်းထားတယ်လို့သိရပါတယ်။မြင်းကြံခရိုင်အထုဆက်စင်ရေး MDSO စတင်ပြီးတဲ့နောက် တပတ်နီးပါးအကြာဩဂတ်လ16ရက်နေ့ကနေစတင်ကငန်းစုံနယ်အတွင်းမြို့သားဆက်မှုစုံနယ်တောင်ရွာဘုံကြီးရွာတို့ကိုတိုက်ပွဲနှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်အထိနာပြီးတော့ဩဂတ်လ18ရက်နေ့နေ့လယ်ကလေကြောင်းနယ်ငန်းစုံမြို့နယ်မြေတန်းရွာစာတင်ကျောင်းအနီးနဲ့ ရေစင်းရွာကြားတောအတွင်းကိုဘုံကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံများကပြောဆိုထားပါတယ်။ဒါ့အပြင်စခန်းသိမ်းတိုက်ပွဲများဆက်လက်ဖြစ်ပေါ်လာနိုင်တဲ့အတွက်ဒေသခံပြည်သူများအထူးဂရုစိုက်သွားလာကြပါရန်ငန်းစုံမြို့နယ်ပတ်ကဖကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကျန့်ဖက်စိတ်ကောင်းဆောင်မင်းအောင်လှိုင်ကညိုစောအောင်လင်းတွင်းနဲ့ရဲဝင်းဥတို့ကိုဗိုလ်ချုပ်ကြီးရာထူးများတုံးမြင့်ပေးပြီးတဲ့နောက်ဒုစစ်ကောင်းဆောင်စိုးဝင်းရဲ့တာဝန်များရှော့ချခံရတဲ့အပြင်ရုံးသားမှပြောင်းရွှေ့ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်ကြတဲ့စစ်ကောင်းစီရဲ့အတွင်းရေးမှူးအောင်လင်းတွင်းတွဲဖက်အတွင်းရေးမှူးရဲဝင်းဥနဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အကြံပေးညိုစောတို့ကိုဗိုလ်ချုပ်ကြီးအဆင့်ရာထူးများကိုဩဂတ်လ15ရက်နေ့မှာတုံးမြင့်ပေးလိုက်တယ်လို့သိရပါတယ်အောင်လင်းတွင်းဟာအသက်62နှစ်ရှိပြီဖြစ်ပြီးတော့ စစ်တပ်ကတူအပတ်စဉ်25ကြောင်းစင်းဖြစ်တယ်လို့သိရပါဗျ။ရဲဝင်းဦးဟာအသက်58နှစ်ရှိပြီဖြစ်ပြီးတော့ဗိုလ်တင်တဲ့ ODS အပတ်စဉ်89ကစင်းသူဖြစ်တယ်လို့သိရပါဗျ။မျိုးစောကတော့စစ်တပ်ကတူအပတ်စဉ်23ကြောင်းစင်းဖြစ်တယ်လို့သိရပါဗျ။ အခုလိုမျိုးဒုတိယဗိုလ်ချုပ်ကြီး၃ဦးကိုယာရုတုံးမြင့်ပြီးတဲ့နောက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က၎င်းရဲ့အရက်ဘက်နဲ့စစ်ဘက်တာဝန်များကိုအဲ့ဒီဗိုလ်ချုပ်ကြီး၃ဦးထံကိုလွှဲပြောင်းပေးတဲ့အပြင်ဒုစစ်ကောင်းဆောင်စိုးဝင်းရဲ့အရက်ဘက်နဲ့စစ်ဘက်တာဝန်တချို့ကိုလည်းအဲ့ဒီဗိုလ်ချုပ်ကြီး၃ဦးထံကိုတာဝန်လွှဲပြောင်းပေးမှုများရှိနေတယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာလည်းဒုစစ်ကောင်းဆောင်စိုးဝင်းရဲ့စစ်ရုံးကရုံးကန်းနဲ့ တမရအိမ်တော်မှာရှိတဲ့စစ်ကောင်စီရဲ့ဒုတိယဥက္ကဋ္ဌရုံးခန်းတို့ဟာလည်းပြောင်းရွှေ့ခံလိုက်ရတယ်လို့သိရပါတယ်။စစ်ရုံးမှာဒုတက်ချုပ်နဲ့တက်ချုပ်ကတမရကြီးစစ်စင်ရေးအထက်မှာတထက်ထဲမလမ်းမကမ်းမှာရှိနေကြတာအခုဒုတက်ချုပ်ရုံးခန်းကိုအောက်ထပ်ကိုပြောင်းလိုက်လိုက်တယ်အထက်မတူတော့ဘူးပြီးတော့တမရအိမ်တော်မှာရှိတဲ့နတ်ဆကဒုတိယဥက္ကဋ္ဌရုံးခန်းကအရင်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ရုံးခန်းမှာ အခုတော့ NASA ကဒုတိယဥက္ကဋ္ဌရုံးခန်းကိုဒုတိယသမ္မတ Henry Banthiew ရဲ့ရုံးခန်းကိုပြောင်းလိုက်လိုက်တယ်ဒုတိယသမ္မတ Henry Banthiew ရုံးခန်းကသမ္မတအိမ်တော်အပြင်ဘက်မှာတီးခြားတည်ရှိနေတဲ့ရုံးပါလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်စစ်ရုံးမှာရုံးတက်တဲ့အချိန်နဲ့အစည်းအဝေးအချိန်များကိုဒုစစ်ခေါင်းဆောင်စိုးဝင်းနဲ့စစ်ဗိုလ်ချုပ်များအားလုံးလာရောက်တဲ့အခါမှာကိုရန်တော်တပ်များကိုစစ်ရုံးရဲ့ပြင်ပနဲ့ ပြီးကြအဆောင်တွေမှာပဲထားရှိခဲ့ရတယ်လို့သိရပါတယ်။စစ်ရုံးအတွဲမှာရုံးတက်ချိန်နဲ့အစည်းအဝေးများပြုလုပ်တဲ့အချိန်လုံခြုံရေးကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ကိုရရန်တော်တပ်များကသာတာဝန်ယူထားရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာစံရီစီရီအလူခံပြီးတော့ပြန်လာတဲ့စစ်ပေးဆောင်ပြည်သူ၁၀ဦးကိုစစ်ကောင်းစီကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ၁၈ရက်နေ့ကရွှေဘုံမြို့မြို့တော်ဇေဒီဖျားအနီးမှာ အရက်ဘတ်အဖွဲ့အစည်းတစ်ခုကလှူဒန်းပေးဝေတဲ့စံနဲ့စီများကိုအလူခံပြီးတော့ပြန်လာတဲ့စစ်ပေးဆောင်ပြည်သူ၁၀ကိုစစ်ကောင်စီတပ်များကဖမ်းဆီးခဲ့တယ်လို့သိရပါဗါးဖမ်းဆီးခံရတဲ့ပြည်သူတွေထဲမှာဦးကြီးမောင်ဦးမင်းနိုင်ဦးမောင်ခိုင်အပါဝင်စစ်ပေးဆောင်ပြည်သူ၁၀ကိုစစ်ကောင်စီကဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗါးဖမ်းဆီးခံရတဲ့သူများဟာရွှေဘုံမြို့ပတ်ဝန်းကျင်ကျေးရွာများကပြည်သူများဖြစ်တယ်လို့သိရပါဗါးအဖမ်းခံရတဲ့သူတွေဟာရွှေဘုံမြို့နယ်နှမဆားရဲရွာမြို့လာရွာကန်တာကုန်းရွာနဲ့ကြောင်မြင့်ရွာကဖြစ်တယ်လို့သိရပါဗါး စစ်ဘေးရှောင်ပြည်သူတွေဖြစ်ပြီးတော့ရွှေဘုံမြို့ပေါ်မှာအိမ်ငားနေပြီးရရအလုပ်ကိုလုပ်ကန်ရင်းနဲ့စစ်ရှောင်နေကြတာပါစံစီထုတ်ပြီးတော့အပြန်ဖျားဆောင်တန်းလမ်းထိပ်ကနေပြီးတော့စစ်တပ်ကပိတ်ပြီးတော့ဖမ်းတာအဖမ်းခါရတဲ့နေရာမှာစစ်ဘေးရှောင်အမျိုးသမီးနှောက်ဦးပါသွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်များဟာရွှေဘုံမြို့ပေါ်မှာပြည်သူများကိုဖမ်းဆီးရိုက်နှက်တပ်ဖြတ်ခြင်းငွေကြေးချင်းချောက်တောင်းခံခြင်းပစ္စည်းများကိုလူရချင်းများအပါအဝင်မတရားမှုများကိုဇက်တိုက်ကျူးလွန်နေကြောင်းတရေရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်မှာအချမ်းဘတ်စက်ကောင်စီတပ်လက်အောက်ခံပြူစောတိတအုပ်ကမိသားစုပါခေါ်ယူလာပြီးတော့လက်နက်ခဲများနဲ့အတူအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ10ရက်နေ့ကလောင်လုံးမြို့နယ်ပြည်သူ့စစ်ပြူစောတိအဖွဲ့ဝင်ဥလမျိုးဟာຫນွေဥပြောက်ကြားတပ်ဖွဲ့ຫນွေဥ Guerrilla Force တန်ကိုဆက်သွယ်ပြီးတော့မိသားစုလိုက်ခေါ်ဆောင်လာပြီးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာတဲ့ဥလမျိုးဟာ AK အမျိုးအစားတနက်တလန်ကြီးပေါက်နှစ်ခု G130 တောင်းနဲ့လက်ပစ်ဘုံ၃လုံးလုံးကိုယူဆောင်လာကအလင်းဝင်ရောက်လာတဲ့အတွက်ຫນွေဥပြောက်ကြားတပ်ဖွဲ့ NOGF ကဂုံပြူစုငွေ55သိန်းကျပ်ချိမြှင့်ပေးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစုချင်းငွေချိမြှင့်ပေးပြီးတဲ့နောက်မှာအလင်းဝင်လာခဲ့တဲ့ဥလမျိုးနဲ့မိသားစုဝင်များကို ဘေးကင်းလုံခြုံရာကိုပို့ဆောင်စီစဉ်ပေးခဲ့တယ်လို့သိရပါဗျ။ပြည်သူလူထုနဲ့ပူးပေါင်းလို့တဲ့ စစ်ကောင်စီတပ်သားများနဲ့ပြည်သူဆက်ပြူစောထီအဖွဲ့ဝင်များအားနှွေးဦးပြောက်ကြားတပ်ဖွဲ့ NOGF ကနှွေးထွေးပါစူးစူလျက်ရှိပြီးတော့လက်နက်နဲ့အလင်းဝင်လာသူများကိုထိုက်တန်တဲ့ဂုံပြူစုံဝင်များကိုချိန်မြင့်ပေးသွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသိရှိရပါတယ်။အလားတူပဲချင်းပြည်နယ်ဖလန်းမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ268တရင်ကတပ်သားတအုပ်ဟာလက်နက်ခဲအများနဲ့အတူအလင်းဝင်ရောက်လာခဲ့ကြောင်း CNO CNDF သတင်းနဲ့ပြန်ကြားရေးထံကနေပြီးတော့သိရှိရပါတယ်။ဇွန်လ19ရက်နေ့ကဖလန်းမြို့အခြေစိုက်စစ်ကောင်စီရဲ့ခလာရ268ချိန်လင်တရင်က တပ်သားဇင်မျိုးအောင်ဟာ CNO CNDF ထံကိုဆက်သွယ်က MA1 အမျိုးအစားတနက်တလကြီးစံအတောက်150ဤနာကဘုံသည်၄လုံးလုံးနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးလက်နက်ခဲရတဲ့အတူအလင်းဝင်ရောက်လာခဲ့တဲ့တပ်သားဇင်မျိုးအောင်ကိုခြေမျိုးသားအဖွဲ့ချုပ် CNO CNDF ကဂုံပြူစုဝေး360ချင်းမြေပေးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ